အားလုံးမင်္ဂလာပါခင်ဗျာမိတ်ဆွေတို့ကိုဒီနေ့လိုက်မှာဘုဒ္ဓဖြစ်မျှဝေဆွေးနွေးခြင်းရဲ့အကြောင်းအရာကတော့ရင်ငွေရိုက်တဲ့ပြစ်ချက်တွေကြောင့်ပေါ့နော်နောက်ဆက်တွဲအနေနဲ့အရင်ချက်မီလင်းလာစေနိုင်တဲ့ပြဿနာတွေကိုမိတ်ဆွေတို့ကိုဒီနေ့လိုက်မှာဘုဒ္ဓဖြစ်မျှဝေဆွေးနွေးခြင်းပါတယ်အဲကျွန်တော်တို့ဒီမိုးရာသီကာလတို့နောက်ဒီရုတ်တရက်ပေါ့နော်မိုးရွာသွားတာတို့တောင်းမိုးရေရေရှိနေတဲ့လမ်းကို ဖြတ်ပြီးတော့ကားကမောင်းလိုက်တဲ့အခါမှာ နောက်ဆက်တွဲအနေနဲ့စံစာရီတဲကိုရေဝင်တာတို့နောက်ဒီ control unit တွေကိုရေဝင်ပြီးတော့နောက်ဆက်တွဲအနေနဲ့ချက်မီးတွေလင်းလာတာတို့တခြားသောပြစ်ချက်တွေပေါ့နော်ကြုံတွေ့ရတဲ့ပြဿနာတွေနဲ့ပတ်သက်ပြီးတော့မှမိတ်ဆွေတို့ကိုဒီနေ့ live မှာမျှဝေဆွေးနွေးကြပါတယ်အဲကျွန်တော်ဒီ clear စင်းနဲ့ပတ်သက်တဲ့ပစ္စည်းတွေပေါ့ဗျာနော် electronic နဲ့ပတ်သက်တဲ့ပစ္စည်းတွေ electrical နဲ့ပတ်သက်တဲ့ပစ္စည်းတွေအားလုံးကရေကိုကြောက်ပါတယ်အဲဒီရေငွေ့ရိုက်တာတို့ရေဝင်တာတို့ပေါ့နော်ဒါတွေကိုတော်တော်လေးကြောက်တဲ့ ပစ္စည်းတွေဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ပြီးခဲ့တဲ့နှစ်တုန်းကပေါ့နော်ဒါအာဒါကိုတိုင်ကိုထဲထဲဝင်ကြုံတွေ့ခဲ့ရတယ်ပြီးခဲ့တဲ့နှစ်ကိုလာပိုင်းလာဝက်ပဝင်းကြလောက်မှာဆိုရင်အဲဒီအကြောင်းမျိုးမျိုးကြောင်းပေါ့နော်ဒီရေကြီးသွားတယ်အဲ့ဒီမှာဆိုလို့ရှိရင်ကားတွေတော်တော်များများမြုပ်သွားကြတယ်ပေါ့နော်အဲ့လိုမြုပ်သွားတဲ့အခါမှာကျွန်တော်တို့အဲ့ဒီကားတွေကိုပြန်လဲ ်ပြုပြင်ဖို့အတွက်လုပ်တဲ့အခါမှာဒီ control unit တွေတဲကိုရေဝင်တာတို့ပေါ့နော်အဲဒီ sensor တွေတဲရေဝင်တာတို့ wire ဒုတ်တွေတဲနောက်ဖြုတ်ကုန်တွေတဲရေဝင်တဲ့အခါမှာနောက်ဆက်တွဲအနေနဲ့ဘာတွေဖြစ်လာလဲဆိုတော့ဒီပြဿနာတွေအားလုံးကိုဖြေရှင်းပြီးသွားတာတောင်မှနောက်ထပ်15ရက်ပေါ့နော်ဒီတလပဝင်းကျင်လောက်ကြာတဲ့အခါမှာအဲဒီ ဘယ်ပိုင်းကဖြစ်လို့ဖြစ်မှန်းလည်းမသိဘူးမီးတွေကအော်တိုထလင်းလာတာမျိုးတွေအဲနောက်ဒီဒီသူ့ရဲ့ control ဘူးတွေကအရင်ကြီးပူလာတာမျိုးတွေနောက်ဒီပစ်ချက်မမေရမရှိဘဲနဲ့ချက်မီးတွေလင်းလာတာမျိုးတွေပေါ့နော်ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့အင်ဂျင်ချက်မီးလင်းလာပဲဖြစ်ဖြစ်ချက်မီးတစ်ခုပေါ့ဗျာနော်လင်းတဲ့အခါမှာအဲဘလိုပဲဖြစ်ဖြစ်ပစ်ချက်ကုတ်ကတော့ရှိရမှာပဲဒါပေမဲ့အဲ့လိုရေမြုပ်ထားတဲ့ကားတွေမှာဆိုရင်နောက်ဆက်တွဲအနေနဲ့ကြုံတွေ့လာရတာကအဲ့လိုချက်မီးတော့လင်းတယ်ဒါပေမဲ့ ဘာကုတ်မှမရှိဘူးပေါ့နော်ဒီလိုပြဿနာမျိုးကြီးလည်းကျွန်တော်ဒါကြုံတွေ့ခဲ့ရပါတယ်ဒါကြောင့်ဒီ electronic နဲ့ပတ်သက်တဲ့ပစ္စည်းတွေကရေငွေ့ရိုက်တာတို့ရေဝင်တာတို့ကိုတော်တော်လေးကြောက်တယ်ပေါ့နော်အဲ့တော့ဆိုလို့ရှိရင်တချို့ကားတွေကပေါ့ဗျာနော်ဒါကအဲဒီအခက်ခဲဘောင်းစုံတွေဖြစ်ခဲ့တာကအဲဒီပြောမယ်ဆိုလို့ရှိရင်ဒီကားကအာမခံထားထားတယ်အာမခံထားထားတဲ့အခါမှာ workshop တော့ကားကရောက်လာပြီမြဲ workshop ကစစ်စည်းခွင့်ပဲရှိတယ်ပြင်ဆင်ခွင့်မကြသေးဘူးပေါ့နော်အဲအဲ့ဒီမှာ ဂျာထဲမှာ3 4ရက်လောက်ဒီပြင်ဆင်ခွင့်ကြဖို့အတွက်စောင့်လိုက်ရတာရယ်တကယ်တကယ်ပြင်ဆင်ခွင့်ကြတဲ့အချိန်မှာအဒီကားကိုရှိနေတဲ့ဒီဒီရက်စစ်ပစ္စည်းတွေအကုန်လုံးကိုဖြုတ်ပြီးတော့အဒီစစ်လိုက်တဲ့အခါမှာစားပေါက်တဲ့ပြဿနာမျိုးတွေပေါ့နော်အဲ့တော့ဒီဝင်သွားတဲ့ရေကနုံးနေအနယ်ဒီပါလာတာရယ်နောက်တစ်ချက်ကရေဝင်ပြီဆိုလို့ရှိရင်တော့ဘယ်လိုပဲဖြစ်ဖြစ်အဲဒါတန်ကြီးတွေလိုက်ပြီးပေါ့ဗျာနော်အဲ့လိုမျိုးတန်ကြီးလိုက်တဲ့အတွက် ကွန်ထိုးမှုတွေဆိုတာကဘာမှကိုပြန်သုံးလို့မရတော့အောင်ဖြစ်သွားတယ်ဒါပြန်ဆန်စာတွေဆိုတာကလည်းလုံးဝကိုသုံးမရတဲ့အဆင့်ထိဖြစ်သွားတယ်ပေါ့နော်ဒါကြောင့်ကားမှာတော်တော်များများကိုပြုပြင်လိုက်ရတယ်ကားကလည်းဒီမြုပ်သွားတာကကားတဝက်လောက်ထိမြုပ်သွားတာဖြစ်တဲ့အတွက်ကားရဲ့ dashboard ပါမြုပ်သွားတဲ့အနေအထားမျိုးတွေဖြစ်တာပေါ့နော်အချို့ကားဆိုလို့ရှိရင်အဲကောမဖွင့်မနဲ့ဘလူးဝါမော်တာကြီးကလဲနေတယ်တိုက်ရိုက်ကြီးကိုလဲတာပေါ့နော်ကားဆက်နှိုးလိုက်ပြီဆိုတာနဲ့ လိုအမော်တာကြီးကဒါရိုက်ကြီးလိုက်နေတာမျိုးတွေဒါပေမဲ့ air con အေးလားဆိုလည်းမ EU ပေါ့နော်ဒါမျိုးတွေဖြစ်တယ်နောက် engine နှိုးလို့ရတယ်ဒါပေမဲ့လုံးဝကို engine ကရက်လို့မရတဲ့ပြဿနာမျိုးတွေပေါ့နော်စုံနေအောင်ဂျုံတွေးခဲ့ရတယ်ဒါကြောင့်ဆူလူတာကတော့ကျွန်တော်တို့ဒီ control စနစ်တွေ sensor တွေကရင်ငွေရိုက်တာတွေရင်ဝင်တာတွေကို ကြောက်ပါတယ်ဒါပေမဲ့ပေါ့နော်ကားထုတ်ထုတ်တဲ့သူတွေအနေနဲ့ကဒီ control snippet တွေကို control snippet တို့ဆိုတဲ့နေရာမှာပေါ့နော်ကျွန်တော်တို့ကဒါအလွယ်ခေါ်တဲ့ computer box တွေပေါ့ဗျာနော်အဲ့တော့ engine control နဲ့ပတ်သက်တဲ့ computer box တွေရှိမယ်ဒီ CRM ဘိုင်းမှာဆိုလို့ရှိရင်လည်း EPS ပေါ့နော်ဒီ electric power CRM ဆိုလို့ရှိရင်လည်းသူ့မှာ control board တွေပါမယ် EPS ဆိုလည်း control board တွေပါမယ် gear box ဆိုလည်းတချို့ကားတွေမှာဆိုရင် control board တွေပါတယ်ပေါ့နော်အဲ့လို control board တွေတဲ့ကိုရေမဝင်အောင်တော့ ဒါကားထိုးတဲ့သူတွေကတေချာတော့စနစ်တကျစီးတွေနဲ့တေချာတော့လုတ်ပေးထားတယ်ပေါ့နော်ဒါပေမဲ့ကားတွေကတက်တန်းတစ်ခုကြာသွားတဲ့အခါမှာအဲ့ဒီစီးတွေကလည်းတိတ်ပြီးတော့မလုံတော့ဘူးပေါ့နော်အဲ့ဒီအနေထားမှာအဲဒီရေမြုပ်တဲ့ပြဿနာမျိုးတွေရေငွေ့ရိုက်တဲ့ပြဿနာမျိုးတွေကြုံလာတဲ့အခါမှာနောက်ဆက်တွဲအနေနဲ့တော်တော်လေးအပြည့်ချက်ရှာတဲ့အခါမှာခေါင်းကိုက်ရတယ်ပေါ့နော်အဲ့ဒီလိုပဲစံစာတွေမှာဆိုလို့ရှိရင်လေဒီရေငွေ့မရိုက်အောင် အသေးချာပေါ့နော်ဒီဆန်စာတွေရဲ့ socket တွေမှာစီးတွေပါပြီးသားပေါ့နော်ဒါပေမဲ့လည်းကျွန်တော်ခုနပြောသလိုပေါ့ဗျာနော်တန်တန်းတစ်ခုကြာသွားတဲ့အခါမှာဆန်စာတွေကလည်းအပူချိန်ကြောင်းကျွတ်ဆက်နေတယ်အဲ့ဒီကနေပြီးတော့မှရင်ငွေတွေဝင်နေနောက်ဆက်တွဲအနေနဲ့ချက်မီးတွေလင်းလာတာမျိုးတွေဂျုံတွေးရတယ်ပေါ့နော်အထူးသဖြင့်ကတော့ဒီမိုးရာသီကာလတွေမှာဆိုရင်တော်တော်များများဂျုံတွေးရတယ်ຫນွေຢາດີດောက်ຊောက်ກະຍີແນ່ລົງວ່າບໍ່ທີ່ດ້ວຍເກືອດາໃບແມ່ເອີດີມູຢາດີຍောက်ແດ່ຄາມາຍີງ່ວຍກະຍາຍລະອັນນີ້ມາ နွေရာသီတောင်းလျှောက်လုံးပူလာခဲ့တဲ့အပူကြောင့်ဒီ socket ဒီ corner တွေကကျွတ်ဆက်နေတဲ့အနေအထားမှာရင်ငွေလဲဝင်လဲဝင်လာရောအဲဒီသူ့ရဲ့ socket ဒီမှာပေါ့နော်ကဒီစန်စာတွေရဲ့ socket ဒီနောက် ECU ရဲ့ socket ဒီမှာရင်ငွေတွေရိုက်ပြီးတော့မှနောက်ဆက်တွဲအနေနဲ့ချက်မီးတွေလင်းလာတယ်ချက်မီးလင်းလာတဲ့အခါကိုလေကျွန်တော်အနေနဲ့ဒါဖြည့်ရှင်း အဲဒီဖြည့်ရှင်းဖို့အတွက်ပေါ့နော်အချိန်အတိုင်းအတာလေးတစ်ခုကြာသွားရင်းနဲ့2ရက်3ရက်လောက်ကြာသွားတဲ့အခါမှာချက်မီးကပြန်ပြောက်သွားတယ်ပေါ့နော်အဲ့ဒီအခါမှာဒီကာပိုင်ရှင်နေနေနဲ့စိတ်ပူရတာကအဲကျွန်တော်တို့ဒါဒီချက်မီးလင်းတာကဘာကြောင့်လဲပေါ့နော်ဒီ diagnosis scanner မရှိဘူးဆိုရင်တော့ဘာကြောင့်ချက်မီးလင်းလဲဆိုတာကအဲအဖြေကိုသိရဖို့အတွက်နည်းနည်းတော့ခက်ခဲတယ်အဲ့ဒီနေထားမှာဆိုလို့ရှိရင်ကာပိုင်ရှင်နေနေနဲ့စိတ်ပူရတယ်ပေါ့နော်သူ့ရဲ့ကားကအရင်တော့အကောင်ဒါပေမဲ့အဲဒီဘယ်လိုပြောမလဲဆိုတော့သူ့ရဲ့ ရင်ငွေကလည်းနည်းရိုက်သွားတဲ့အတွက်အဲဒါဘယ်ပြစ်ချက်ဖြစ်လို့ဖြစ်မှန်းလည်းမသိဘူးဗောဒါပေမဲ့2ရက်3ရက်လောက်နေတဲ့အခါမှာအဲပြန်ပြီးတော့ပျောက်သွားတဲ့အခါမှာစိုးရင်စီကတော့ကြံနေခဲ့တယ်ဗောနော်အဲအကောင်းဆုံးကတော့ဒါချမီးလင်းနေတာဖြစ်တဲ့အတွက် diagnosis scanner နဲ့ဆက်ထိုးပြီးတော့စစ်လိုက်ပေါ့ဗျာနော်စစ်လိုက်ပြီးရင်ဒါဆိုရင်ဘာပြစ်ချက်လဲဆိုတာတော့အလွယ်တကူသိရှိနိုင်တယ်အဲ့တော့ကျွန်တော်တို့အများဆုံးကြုံတွေ့ရတဲ့ဒီအများဆုံးဖြစ်တဲ့ပြစ်ချက်တွေထဲမှာကတော့အောက်ဆီဂျင်ဆန်ဆာရင်ငွေရိုက်တဲ့ပြဿနာကြောင့် ချက်မီလင်းတာတော်တော်များများကြုံတွေ့ရတယ်ဗောနော်အဲဥမာပြရမယ်ဆိုလို့ရှိရင် Crown တို့ Max 8တို့ဗောနော်ဒီ Toyota ရဲ့ Max ကားတွေ Crown ကားတွေဆိုလို့ရှိရင်အဲ့ဒီပြဿနာတော်တော်များကြုံတွေ့ရတယ်အဲ့ဒီမှာဘာပြဿနာထက်တက်လဲဆိုတော့ဗောနော်ဒါကျွန်တော်တစ်ခါလေးကြုံတွေ့ရတဲ့ပြဿနာဗောသူကရေရှိနေတဲ့လမ်းကိုဖြတ်ပြီးတော့မောင်းလိုက်တယ်ဒုမဟုံမိုးဖြောက်တော့ဖြောက်တော့ယွာရင်းနဲ့ရင်ငွေရိုက်သွားတယ်အဲ့ဒီမှာအောက်ဆီဂျင်ဆန်ဆာရဲ့ socket တွေကိုရင်ငွေရိုက်သွားတယ်ဗောနော်အဲ့ဒီရင်ငွေရိုက်သွားတဲ့နောက်ဆက်တွဲအနေနဲ့ အင်ဂျင်ချက်မီလင်းလာတယ်ဒါကလက်ခံလို့ရတယ်ဒါကစံစာရင်ငွေရိုက်တဲ့အတွက်ချက်မီလင်းလာတာကဒါကလက်ခံလို့ရပြီမြဲနောက်ဆက်တွဲပါဖြစ်လာတယ်ဆိုတော့ VSC မီတွေ TRC မီတွေ EBM မီတွေအထူးသဖြင့်ကတော့ VSC မီနဲ့ EBM မီတွဲပြီးတော့လင်းလာတယ်ပေါ့နော်အဲ့လိုလင်းလာတဲ့ပြဿနာမျိုးကြီးကျွန်တော်တော်တော်များများကြုံတွေ့ရတယ်ပေါ့နော်အဲ့လိုမျိုးကြုံတွေ့ရတဲ့အခါမှာဒါက break ဘိုင်းမှာပဲပြည့်ချက်ရှိနေခဲ့တာလားဘယ်ဘိုင်းပြည့်ချက်ရှိလို့ရှိမှန်းလဲမသိပေါ့ ခါလီမှာဆိုလို့ရှိရင်အဲ့လိုမျိုးဖြစ်သွားတတ်တယ်။နေ့ရက်သုံးလောက်နေလို့ရှိရင်အဲ့ဒီမီးကသူ့ဟာသူဖျောက်ဆီရမလို့ပဲနဲ့ပြန်ပြီးတော့ပျောက်သွားရောပေါ့နော်။ဒါကအဲဒါကျွန်တော်တို့တော်တော်များများမှာကြုံတွေ့ရတဲ့ဒီမက်အီဒူခရောင်းတို့မှာကြုံတွေ့ရတဲ့ပစ်ချက်တွေကတခုပေါ့နော်။အောက်ဆီဂျင်ဆန်စာဆော့ကတ်ကိုရင်ဝေးရိုက်တဲ့အခါမှာဒီပြဿနာမျိုးကြီးလည်းကြုံတွေ့ရတယ်။ဒါကနမူနာလေးနဲ့ပြောတာပေါ့။ဒီအောက်ဆီဂျင်ဆန်စာရဲ့ဆော့ကတ်တွေကိုရင်ဝေးရိုက်တာနဲ့ဒီမီးတွေအကုန်လုံးလင်းနေလို့တော့ဆိုလိုတာတော့မဟုတ်ဘူးပေါ့နော်။ခါလီမှာဆိုလို့ရှိရင် ဒီလိုပြဿနာမျိုးကြီးလဲကျွန်တော်တို့ကြုံတွေ့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဆန်စာတို့ဒီဆလိုနိုက်တို့နောက်ဒီ control unit တွေကရင်ွေးရိုက်တဲ့အခါမှာနောက်ဆက်တွဲအနေနဲ့ကြုံတွေ့လာရတဲ့ဆိုးကျိုးတွေကအများကြီးရှိတဲ့အတွက်ပေါ့နော်ကျွန်တော်အနေနဲ့ဒါ view site ဖို့တော့လိုအပ်တယ်နောက်တစ်ချက်ကတော့ဆန်စာတွေတက်စင်တဲ့အခါမှာသို့မဟုတ်ဆလိုနိုက်တွေတက်စင်တဲ့အခါမှာသို့မဟုတ် ECU တွေတက်စင်တဲ့အခါမှာ အသေးချာပေါ့နော်ဒီစနစ်တကျသူ့ရဲ့ socket ကိုလော့ကြအောင်တက်မယ်ရင်ငွေရိုက်ရင်တော့မှအထည်လေးကိုရေမွေအောင်တချာလေးဂယူဆိုင်စီခြင်းတယ်ပေါ့နော်အဲ့လိုမဟုတ်ဘန်းနဲ့တကယ်လို့ပေါ့နော်ကျွန်တော်တို့က socket တော့တက်တယ်ဒါပေမဲ့အထည်ထဲမှာရှိတဲ့စီးတွေကပါမလာခဲ့တာတို့ဒါမှမဟုတ်ရင်ဒီ socket တွေကမကောင်းတော့တာပေါ့နော်အဲ့ဒီကနေပြီးတော့မှအဲဒီမိုးရသည့်ကာလတွေသို့မဟုတ်ပေါ့နော်ဒီကျွန်တော်အနေနဲ့ ရုတ်တရက်မိုးရွာလာတယ်ဒါမှမဟုတ်ရေရှိတဲ့လမ်းလေးကိုဖြတ်တဲ့အခါမှာရင်ငွေရိုက်ရင် နောက်ဆက်တွဲအနေနဲ့ကကြုံတွေ့လာနိုင်တာက short circuit ဖြစ်ပြီးတော့မှအဲကျွန်တော် control box တွေထိသွားပြီးတော့ဒုက္ခပေးနိုင်နေပေါ့ဗျာเนาะဒါကြောင့်ကျွန်တော်အဲ့ဒါလေးတွေသတိထားစေချင်တယ်အဲဒါအပြင်ပေါ့เนาะကျွန်တော်အနေနဲ့ဒီ control unit တွေအဲ ECU တွေပေါ့ဗျာเนาะအဲ computer box တွေပေါ့အဲ့ဒီ ECU တွေကိုမလိုအပ်ဖမ်းနဲ့ ECU ရဲ့အဖုံးကို မဖြုတ်စီကြပါဘူး။ဥမာ ECU မှာဆိုလို့ရှိရင်တချို့ ECU တွေကစပူလေးလေးလုံးလောက်နဲ့ဆွဲထားတယ်။တချို့ ECU တွေကတော့အဲကလစ်တွေနဲ့ကုတ်ထားတဲ့ပုံစံမျိုးပေါ့ဗျာနော်။အဲဒီကလေး ECU ကိုစစ်ဆေးဖို့လိုအပ်တယ်ဆိုလို့ရှိရင်လည်းပြန်ပြီးတော့အဲဒီတေချာအဖုံးဖုံးတဲ့အခါမှာအလုံးဝလေလုံးအောင်အဲအထူးသဖြင့်တော့ရေလုံးအောင်ပေါ့ဗျာနော်။အဲ့လိုမျိုးတေချာလေးတက်စီခြင်းပါတယ်။အဲ့လိုမျိုးပဲねကျွန်တော်တို့ကလိုအပ်လို့ ECU ကိုဖြုတ်ပြီးစစ်လိုက်တယ်။အဖုံးကမလုံးတဲ့အခါမှာရေငွေးရိုက်ပြီးတော့နောက်ဆက်တွဲအနေနဲ့ဆာကစ်တွေစားပေါက်ပြီးတော့ အဲ ECU ပျက်စီးသွားလို့ရှိရင်နောက်ဆက်တွဲအနေနဲ့ကုန်ကြစည်တွေကအရင်များပါတယ်ဒါကြောင့်မို့တော့ရင်ငွေရိုက်တဲ့နောက်ဆက်တွဲကတော်တော်လေးဒုက္ခပြီးနိုင်တယ်အထူးသဖြင့်ဒီမိုးရသည့်ကာလတွေနောက်ဒီရေရှိတဲ့လမ်းတွေကိုဖြတ်သွားတဲ့အခါမှာများသောအပြင်ဘာပြဿနာတက်တယ်လဲဆိုတော့ကျွန်တော်ကားကွိတဲ့ဘယ်ကွိညာကွိကွိတဲ့ဒီ CRN ပေါ့ဗျာနော်အဲ့ဒီ CRN စနစ်မှာ အဲဒီစီကန်နဲ့လာတာရှိတယ်ဟိုက်ဒရိုလစ်စီနဲ့ပေါ့ဗျာနော်ပါဝါရှယ်ရင်စီနဲ့ပါဝါရှယ်ရင်ပန့်နဲ့လာတဲ့မျိုးစားရှိတယ်ဒါပေမဲ့နောက်ပိုင်းကားတွေတော်တော်များများကမော်တာကန်တွေကိုသုံးလာကြတယ်အဲဒီ EBS စနစ်လို့ခေါ်တဲ့ electric power steering တွေကိုသုံးလာကြတယ်ပေါ့နော်ဒီလျှက်စစ်နဲ့အဲသုံးတဲ့မော်တာတွေပါလာတဲ့ steering တွေကိုသုံးလာတဲ့အခါမှာရေထဲကိုဖြတ်မောင်းလို့ရှိရင်ဘာဖြစ်တတ်လဲဆိုတော့ EBM လင်းလာပြီးတော့ steering လေးတဲ့ပြဿနာကိုကြုံတွေ့ခဲ့ရဘူးလေပေါ့နော်အဲ့လိုမျိုးက ဒီမိုးရသည့်ကာလမှာဆိုရင်တော့တော်တော်များများကြုံတွေ့ရတယ်။ဒီထဲကိုဖြတ်မောင်းတယ်။ EBME လင်းလာတယ်။ CRN ကလေးလေးကြီးဖြစ်သွားတယ်ပေါ့နော်။မောင်းရတာဘလို့မှအဆင်မပြေတော့ဘူးဆိုတဲ့ပြဿနာတွေကိုတော်တော်များများကြုံတွေ့ခဲ့ရတယ်ပေါ့နော်။အဲ့လိုကြုံတွေ့ခဲ့ရတဲ့အခါမှာတချို့ကားတွေကကြတော့အဲ့ဒီ CRN ရဲ့မော်တာကအဲ CRN ရှက်မှာပါတယ်ပေါ့နော်။အဲ့တော့ CRN ရှက်ဆိုတော့ကျွန်တော် CRN ဂွေနာလေးမှာဖြစ်တဲ့အတွက်မော်တာတွေကိုရင်ငွေရိုက်ဖို့ရခိုင်နှုန်းကတော်တော်လေးနည်းတယ်ပေါ့နော်။ ါပေမဲ့တချို့ကားတွေကဥမာ M8 လိုမျိုးကားတွေဆိုရင် CRN gun ထဲမှာ မော်တာပါတဲ့အမျိုးအစားတွေဖြစ်တယ်။အဲ့လိုအမျိုးအစားတွေဆိုရင်ရေထဲကိုဖြတ်မောင်းတာတို့ရင်ငွေရိုက်သွားတဲ့အခါမှာနောက်ဆက်တွဲအနေနဲ့ဘာဖြစ်လာလဲဆိုတော့အဲ့ဒီမော်တာဂျမ်းဖြစ်သွားပြီးတော့ CRN ကလုံးဝကိုလေးလေးဖြစ်သွားတယ်။အဲ့လိုနေထားမှာဆိုလို့ရှိရင်တော့အသိဉာဏ်ရင်တော့အဲ့ဒီ CRN gun ကိုဖြုတ်ပြီးတော့စေကြောတန်းဆင်မယ်ပြီးလို့ရှိရင်ကျွန်တော်လိုအပ်တဲ့ main နဲ့ဘိုင်းကိုပြုတ်လုပ်ပေးမယ်ဆိုလို့ရှိရင်တော့ အဒီ sharing gain အချောင်းလိုက်လဲစရာမလိုဘဲနဲ့ပြန်ကောင်းသွားနိုင်နေပေါ့နော်ဒါပေမဲ့အဲဒီကျွန်တော်တို့ကဒီအဲမှာရင်ွေးရိုက်နေတဲ့ရေဝင်နေတာကိုမသိဘဲနဲ့ဒီတိုင်းပဲပေပြီးတော့သုံးနေမယ်ဆိုရင်တော့မော်တာလောင်သွားတဲ့အခါမှာ sharing gain အချောင်းလိုက်ကြီးလဲရရင်ကုန်ကြစည်တွေကပူပြီးတော့များနိုင်ပါတယ်ဒါကတော့နောက်ဆက်တွဲအနေနဲ့ပေါ့ကုန်ကြစည်တွေများလာနိုင်တာလေးကိုစိုးလို့တာပါအဲ့တော့ကျွန်တော်တို့ EBS စနစ်တွေကရင်ွေးရိုက်တဲ့အခါမှာ သူ့ရဲ့ဒီ EV ရဲ့စနစ်ရဲ့ calibration ပြုတ်သွားတယ်ပေါ့နော်အဲ့တော့ calibration လို့ဆိုတဲ့နေရာမှာကျွန်တော်တို့အလွယ်တကူနားလည်အောင်ရှင်းပြရမယ်ဆိုလို့ရှိရင်ဒီ calibration လုပ်ထားတဲ့ EV ရဲ့စနစ် motor ကဘယ်လိုပုံစံမျိုးလှုပ်ပြီးလဲဆိုတော့ကျွန်တော်တို့ steering wheel ကိုဘယ်လှည့်ရင်အဲ့ဒီ motor ကဘယ်ဘက်ကိုလိုက်လေတယ်ဥဒါတော့ကျွန်တော်နမူနာပြီးတာပေါ့နော်ဘယ်ဘက်လေလေလေမညာဘက်လေလေလေမပေါ့ဒါပေမဲ့သူက steering ကိုဒီဘယ်ဘက်ကိုလှည့်တဲ့အခါမှာ motor လေပြီးတော့သူ့ရဲ့ဒီ ဘယ်လိုပြောမလဲမော်တာရဲ့လေနှုံးနဲ့လိုက်ပြီးတော့ကူပေးတာပေါ့ဗျာနော်ဥမာကားကိုတယောက်ထဲနဲ့တွန်းနေတာထက်နောက်ကနေနောက်ထပ်တယောက်ထက်တွန်းမယ်ဆိုရင်ဒီအဲ့ဒီပထမတယောက်ကပူပြီးတော့တက်တာသွားမယ်ဒီသဘောတရားပဲပေါ့နော်ကျွန်တော်စီယာတွင်ကြီးကိုဘယ်ဘက်ကိုလှည့်လိုက်တယ်အဲ့ဒီချိန်မှာမော်တာနေလိုက်ပြီးတော့လှည့်ပြီးတဲ့အခါမှာကျွန်တော်ကတတောင်းတတားနဲ့လိုက်လဲနိုင်တယ်အဲ့လိုပဲညာဘက်ကိုလှည့်တဲ့အခါမှာလည်းသူကလိုက်ပြီးတော့ကူပြီးလှည့်ပြီးတာဖြစ်တဲ့အတွက်တတောင်းတတားနဲ့လှည့်နိုင်တယ်ပေါ့နော်အဲ့လိုအနေထားမှာ ကယ်လီဗီရှင်းပြုတ်သွားပြီဆိုလို့ရှိရင်အဲ့ဒီ CRN ကိုအဲ့ဒီ motor ကအဲ့ဒီ CRN ဒီဒီပေါ့နော် motor gun ကအလုံးမလုံးတော့ဘူးလုံးမလုံးတဲ့အခါမှာကျွန်တော်တို့က CRN ကို manual ပုံစံမျိုးကြီးပေါ့ဗျာနော်အဲဒီလှည့်တဲ့အခါမှာပို့ပြီးတော့လေးသွားတယ်ပေါ့နော်အဲ့လိုနေထားဆိုရင်တော့တစ်ခါတလေမှာကျွန်တော်လွယ်လွယ်ကူကူနဲ့ဖြည့်ရှင်းလို့ရတဲ့နည်းလေးလည်းရှိပါတယ်အဲ့ဒါကတော့ EBME လင်းလာတဲ့အဲ့ဒီမှာကျွန်တော်တို့က diagnostic scanner နဲ့ထိုးပြီးတော့မှ ကယ်လီဗေးရှင်းလုပ်ကြည့်လိုက်ပေါ့နော်ဒီ CRN EPS စနစ်ကိုကယ်လီဗေးရှင်းလုပ်ကြည့်လိုက်ပါကယ်လီဗေးရှင်းလုပ်လို့အောင်သွားတယ်ဆိုလို့ရှိရင်ဒါက CRN grade ကပြန်ပြီးတော့ပေါ်သွားမယ်ပေါ့နော်အဲ့တော့ EPS စနစ်မှာကယ်လီဗေးရှင်းလုပ်ရတဲ့အခြေအနေတွေရှိပါတယ်အဲ့ဒါကတော့ကျွန်တော် CRN gun လဲတာတို့အဲ့ဒီ control ဘူးလဲတာတို့အမမလို့ရှိရင်မော်တာလဲတာတို့ sensor လဲတာတို့ပေါ့ဗျာเนาะတခါလီမှာဘက်ထရီလဲလို့ရှိရင်လဲ calibration ပြုတ်သွားတာမျိုးတွေဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဒါကြောင့်ပေါ့เนาะအဲ့ဒီကားလေးဆိုလို့ရှိရင်တော့ ရင်ငွေရိုက်တာလေးရလဲနောက်ဆက်တွဲနေနေဆိုယူတွေအများကြီးပြီးနိုင်ပါတယ်ဒါအပြင်ပေါ်တော့ EPS စနစ်ဒီမှာဆိုလို့ရှိရင်ဒါတက်ဆက်သေးအဲသတိရတော့လေးကျွန်တော်ထပ်ပြီးတော့မျှဝေတာပါ EPS စနစ်ကားတွေကဟိုဒီအာသွင်းစနစ်ပေါ့နော်ချာဂျင်းစနစ်ကအာအဝင်မှန်ဖို့လိုတယ်ဒါအပြင်ဘက်ထရီအိုးကလည်းအားတောင်မှုလိုတယ်အားနေဖို့လိုတယ်ပေါ့နော်အဲ့လိုမျိုးပဲနဲ့ဘက်ထရီကလည်းအားမနေဘူးအားမတောင်မှန်းနဲ့အဲဒီသုံးတဲ့အခါမှာ ဟို engine တော့နှိုးလို့ရတယ်ပေါ့ဗျာเนาะဒါပေမဲ့နောက်ဆက်တွဲအနေနဲ့ဒီ sharing gun ကလည်း ampere အပြည့်အဝနဲ့ဆွဲတဲ့အခါမှာဘာဖြစ်လဲဆိုတော့ battery ကအားမနေရင်အဲ့ဒီမှာ calibration ပြုတ်ပြီးတော့ sharing lead ရဲ့ပြဿနာလည်းကြုံတွေ့ရတယ်ပေါ့เนาะဒါကြောင့်အဲ့ဒါလေးလည်းသတိထားစီချင်ပါတယ်ကျွန်တော်တို့ဒီနေ့ပြဝေခြင်းတဲ့အကြောင်းအရာကတော့ရင်ငွေရိုက်တဲ့နောက်ဆက်တွဲအနေနဲ့ဖြစ်လာတဲ့ချက်မီးတွေနဲ့ပတ်သက်တာကိုမျှဝေခြင်းတာဖြစ်ပါတယ်အဲ့တော့ engine ချက်မီးလင်းစီနိုင်တဲ့ပြည့်ချက်တွေထဲမှာ ရင်ငွေရိုက်တာကအောက်ဆီဂျင်ဆန်ဆာကိုတော့အများဆုံးရင်ငွေရိုက်တယ်။ဘာကြောင့်လဲဆိုတော့ကားရဲ့အောက်မှာကျွန်တော်အိတ်ဇောပိုက်ရှိမယ်။အဲ့ဒီအိတ်ဇောပိုက်ရဲ့ဒီကြောက်ဒီ ကလတိကွန်မာလာလို့ခေါ်တဲ့ကြောက်စကားပေါ့နော်အဲဒီကြောက်စကားရဲ့အထွက်မှာတက်ဆင်ထားတဲ့အောက်ဆီဂျင်စန်စာကရင်ငွေရိုက်ဖို့အတွက်ရန်ကန်လုံးပူပြီးတော့များတယ်စီးတွေမလုံတဲ့အခါမှာရင်ငွေရိုက်ပြီးတော့နောက်ဆက်တွဲအနေနဲ့ကျွန်တော်ပြဿနာတွေအများကြီးဖြစ်နိုင်တယ်ပေါ့ဗျာနော်အဲ့တော့အောက်ဆီဂျင်စန်စာတစ်ခုတည်းမဟုတ်ပါဘူးတခြားစန်စာတွေလည်းရင်ငွေရိုက်နိုင်တယ်ဥပမာ non စန်စာတွေရှိမယ် water temperature စန်စာတွေရှိမယ် crying စန်စာ kimchi စန်စာပေါ့နော် ID စန်စာ MAA MAB အစရှိတွေပြည့်ဒီစန်စာတွေကလည်းရင်ငွေရိုက်ရင်နောက်ဆက်တွဲအနေနဲ့ ပြစ်ချက်တွေအများကြီးပဲဖြစ်စေနိုင်ပါတယ်ဒါကြောင့်အင်ဂျင်ချက်မီလင်းတိုင်းအဲကျွန်တော်ပြစ်ချက်တစ်ခုအနေနဲ့မဟုတ်ဘဲနဲ့ရေငွေ့ရိုက်တဲ့ပြဿနာကြောင့်လည်းအင်ဂျင်ချက်မီလင်းစေနိုင်တယ်ဆိုတာလေးကိုဒီနေ့လိုက်မှာမိတ်ဆွေတို့ကိုပူတာပြမြဝေဆွေးနွေးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီရေငွေ့ရိုက်တဲ့ပြစ်ချက်မှာအင်ဂျင်ပိုင်းမဟုတ်ဘဲနဲ့ ABM ဘိုင်းမှာရေငွေ့ရိုက်ရင်လည်း ABM လင်းနိုင်တယ် EBM ဘိုင်းမှာရေငွေ့ရိုက်ရင်လည်း EBM လင်းနိုင်တယ်ပေါ့ဗျာเนาะဒါလေးလည်းကျွန်တော်တစ်ဆက်တည်းမိတ်ဆွေတို့ကိုပူတာပြမြဝေဆွေးနွေးတာဖြစ်ပါတယ်အဲ့တော့ အချိန်ခါမဟုတ်ရွာသွန်းနေတဲ့မိုးတွေရဲ့အဲနောက်ဒီအကြောင်းမျိုးကြောင့်ပေါ့ဗျာเนาะကျွန်တော်တို့ဒီကားတွေကရေထဲကနေပြီးတော့ဖြတ်ပြီးတော့မောင်းသွားရမယ်ဆိုတဲ့အနေအထားမျိုးမှာရင်ငွေရိုက်တဲ့ပြဿနာတွေကိုကျွန်တော်အနေနဲ့နောက်ဆက်တွဲအနေနဲ့ကြုံတွေ့နိုင်ပါတယ်ဒါလေးကိုတော့အဲကျွန်တော်ဒါလက်ရှိမှာအဲရွာနေတဲ့မိုးကြောင့်နောက်ဆက်တွဲအနေနဲ့ချက်မီလင်းလာနိုင်တဲ့ပြဿနာလေးတွေကိုတော့ဒါမိတ်ဆွေတို့ကိုဂူတာပြေမျှဝေဆွေးနွေးတာဖြစ်ပါတယ်ခင်ဗျာ အပ်ပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာဒါဆိုရင်တော့ဒီနေ့လိုက်မှာမှန်ထားတဲ့ comment တွေပြန်ပြီးပါအောင်မယ်ခင်ဗျာဟုတ်ကဲ့ကိုခွန်ဆိုးကြီးမင်္ဂလာပါခင်ဗျာအပ်ပြီးတာကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာကိုချမ်းမင်္ဂလာပါခင်ဗျာအပ်ပြီးတာကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာကိုနေလင်းအောင်မင်္ဂလာပါခင်ဗျာကိုလိုစိတ်ရှိစွာနဲ့ရှင်ပြတဲ့အတွက်ကျေးဇူးပါဟုတ်ကဲ့ပါခင်ဗျာအခုလိုအပ်ပြီးတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာကိုချမ်းတူကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာကိုညီညီမင်္ဂလာပါခင်ဗျာအပ်ပြီးတာကျေးဇူးများကြီးတင်ပါတယ် ဒါဆိုတော့ဒီနေ့ live မှာမှန်ထားတဲ့ comment တွေ comment ဖြစ်တဲ့အတွက်ကျွန်တော်ဒီနေ့ live ကိုလောင်းနေပဲကျန်တာဝင်ပြပါပါခင်ဗျာဒီနေ့ live မှာကျွန်တော်မျှဝေခဲ့တဲ့အကြောင်းအရာကတော့ရင်ငွေရိုက်တဲ့နောက်ဆက်တွဲအနေနဲ့ကြုံတွေ့လာနိုင်တဲ့အဲချက်မီးပေါ့ဗျာနော်အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှမိတ်ဆွေတို့ကို ဘူရာပြည့်မြဝေဆွေးနွေးကြတာဖြစ်ပါတယ်ဒီနေ့ live ကိုစောင့်မျှကြည့်ရှုအားပေးကြတဲ့မိတ်ဆွေတယောက်ချင်းတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့ live မှာ comment မှတ်မိတဲ့တယောက်ချင်းတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျကျွန်တော်ရဲ့ channel မှာဝင်ရောက်အားပေးကြတဲ့မိတ်ဆွေတယောက်ချင်းတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့နှစ်စန်းတရနေ့ပေါ့နော်မြန်မာနှစ်စန်းတရနေ့မှာအဲစေကြီးချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့လူဝင်ဆန္ဒလုံးတော်ဝလည်းပြေဝပါစေလို့ကျွန်တော်ဆန္ဒပြုလိုက်ပါတယ်ခင်ဗျအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်